Over အပြင်အစင် item တွေနဲ့ Academy စုကိုအရာယူတော့မယ်။ဇက်လိုက်မင်းသားကြီးမြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင့် Promise Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ မင်းသားမြများကတော့အနုပညာလောကတွေကိုစတင်ဝင်ရောက်လာတဲ့ချိန်မှာအငုံမင်းသားဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကခဏလေးပဲဖြစ်ပြီးအောင်မြင်လာတာနဲ့ပေါ်ကားတွေကိုပဲရိုက်ကူးလာခဲ့ရကြောင်းပရိသတ်တွေကလည်းသဘောမကျတော့ပါဘူး။ဒီလိုမျိုးအနှစ်သာရမရှိတဲ့ပေါ်ကားတွေကိုရိုက်ကူးရင်းနဲ့အကယ်ဒမီစုကြီးနဲ့လည်းဝေးကွာနေရကြပြီဖြစ်တယ်။မြင်းမြက်ကတော့ဒီတကားမှာတော့ထူးခြားတဲ့ပုံစံနဲ့အကယ်ဒမီစုကိုရယူဖို့စူးစမ်းခဲ့ရပဲဖြစ်ပါတယ်။ မင်းသားမြတ်မြတ်ကအရင်တုန်းကတော့တရုတ်ဆောင်အိုက်တင်အရန်ကောင်းခဲ့ပေမဲ့အခုတော့လူစားလေးလိုက်သလားလို့ထင်ရလောက်အောင်အိုက်တင်တွေကအရန်ကိုဥပါဖြစ်သွားခဲ့ပါတယ်။သူဘလောက်ပဲစူးစမ်းထားတယ်လို့ပြောနေပါစေအခုအကယ်ဒမီမျှော်မှန်းထားတယ်ဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးကလည်းတကယ့်ကိုမှဥပါရဖြစ်နေခဲ့ရကြောင်းပရိသတ်တွေကတော့မကြိုက်ကြပါဘူး။ဒါပေမဲ့မြင်းမြတ်ကတော့အခြေခံလူရန်စားတွေရဲ့ဘဝဖြစ်ရမှန်အကြောင်းတွေကိုတင်ချစွာရိုက်ကူးထားပြီးခြားပြမယ်ဆိုတဲ့ဖြစ်ရမှန်ကို အခြေခံထားတဲ့မြေစာရုပ်ရှင်ဇာတ်ကားကြီးကိုထပ်မံရိုက်ကူးခဲ့ရပါအခြေခံလူရန် န်းစားရရဲ့ဘဝဖြစ်ရမှန်ဆိုပြီးတော့ပြောလာတဲ့အခါမှာစိတ်ဝင်စားမှုတွေကမြင့်တက်လာပြီးမြင့်မြတ်ကဘလို့အမိုက်စား item တွေကိုခြားပြသွားမလဲဆိုပြီးပရိသတ်တွေကတော့စိတ်ဝင်စားခဲ့ကြပါတယ်။ဒါပေမဲ့နမူနာဇဝင်ကန်လေးတွေကိုကြည့်ရုံနဲ့တင်မြင့်မြတ်ရဲ့ပုံစံကလုံးဝကိုလက်တွေ့မကြပဲအင်မတန်ပိုလွန်းနေရဆိုတဲ့ဝေဖန်မှုတွေကိုရရှိခဲ့ပါတယ်။မြင့်မြတ်ကမြေဆောင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာဆိုရင်သူများမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရပါပဲ။စိတ်တဘောရာကမြင့်မြတ်တဲ့သူတယောက်ဆိုတာကိုပြသသွားတဲ့ဇာတ်ကောင်ကနေတယောက်ဆောင် င်ခဲ့ပါတယ်။သူရဲစကောင်ကစီပင်သားရတန်ရှင်ရေးဌာနကဝန်ထမ်းလေးတယောက်ဖြစ်ပြီးတော့ဖိုးထောင်လိုအမြင်ရတဲ့လူစင်ရလေးတယောက်ပဲဖြစ်ပါတယ်။ လူကဆင်းရဲတယ်လို့လုပ်ရတဲ့အလုပ်ကလည်းမတန်ရှင်းပေမဲ့စိတ်ဓာတ်အဆင့်တန်းကတော့ချမ်းသာကြွယ်ဝပြီးမြင်မာတယ်ဆိုတဲ့ဇက်ကောင်ကိုအကောင်ဆုံးတရုပ်ဆောင်ထားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းဇက်ကောင်တစ်ခုလုံးကိုတောင်ကြည့်စရာမလိုဘဲနဲ့သူ့ရဲ့ပြင်ဆင်ပုံတွေကိုကြည့်ရနေတဲ့အိုဘာတင်းတွေဖြောင်းနေရဆိုတာကိုသိသာစေခဲ့ပါတယ်။အထူးသဖြင့်တော့စီပင်တရားက အမိုက်ကောက်တဲ့တန်ရှင်းဝန်တန်းတယောက်နေရာကနေပုံဖော်ထားတဲ့မြင်းမြတ်ရဲ့ပုံစံကအရန်လှုပ်ယူထားတာမှန်သိသာစေခဲ့ပါတယ်။ အပြင်လောကကစီပင်တရားဝင်တဲ့တယောက်နေနဲ့အရင်လောက်ထိစုပ်ပြတ်တတ်နေမှာမဟုတ်ပေမယ့်မြင့်မြတ်ကတော့အမိုက်ကိုမျက်နှာနဲ့ကောက်လာသလားလို့ထင်ရလောက်အောင်မျက်နှာတစ်ခုလုံးပေးကြံညှစ်ပတ်နေခဲ့ရပါ ဒါကြောင့်ဒါကအိုဘာတင်းတွေအရန်ဖြော်ထားပြီးဒရမာတွေခင်းထားတဲ့ဇာတ်ကားတခုဆိုတာသိတာစီခဲ့ပါတယ်။ဒါပေမဲ့လည်းမြင်းမြတ်ကတော့အခြေခံလူဒန်းစားတွေရဲ့ဘဝဖြစ်ရမှန်မှဆိုပြီးတော့အားလုံးရဲ့အာယုံကိုစွဲဆောင်သွားခဲ့ပါတယ်။ဒီတစ်ခါမှလည်းအကယ်ဒမီရဖို့အတွက်စူးစမ်းနေခဲ့ရပါမြင်းမြတ်ကအနုပညာလောကတွေမှာနှစ်ပေါင်း20ကျော်ကြာခဲ့ပြီဆိုပေမယ့်အကယ်ဒမီစုကိုတော့နှစ်စုပဲရရှိပိုင်ဆိုင်ထားခဲ့ရပါ သူနဲ့တန်းတူမင်းသားတွေတောင်မှအကယ်ဒမီ၄၅စုရရှိနေပေမဲ့သူကတော့အကယ်ဒမီနဲ့ဝေးကွာနေသေးရကြောင်းပေါ်ကားတွေမရိုက်တော့ပဲအခုလိုမျိုးအိုဘာတင်းတွေဖြောတဲ့ဇက်ကားတွေကိုရှိုက်ကူးပြီးတော့အကယ်ဒမီကိုယူဖို့အတွက်စူးစမ်းခဲ့ပါတယ်။ဇလန်းဆိုင်ရင်ကတော့အတော်လေးကိုခိုင်မာကောင်းပုံပါတယ်။ဒါကြောင့်မြင့်မြတ်ကတရုတ်ရှင်ဇက်ကားကြီးနဲ့အကယ်ဒမီရနိုင်ကြီးကလည်းအတော်လေးများနေခဲ့ရပါဘူး။ ဒါပေမဲ့လည်းပြင်ဆင်ပုံတွေနဲ့တရုတ်ဆောင် item တွေကတော့ဘလို့မှအကယ်ဒမီပေးကျင်စရာမကောင်းမယ်ဝေဖန်စရာတွေဖြစ်နေခဲ့ပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရဲ့အမြင်မှာရောမြင်းမြတ်ရဲ့အခုလိုမျိုး over item တွေနဲ့တရုတ်ဆောင်ချက်တွေကအကယ်ဒမီစုကိုရယူပေးနိုင်မယ်လို့ထင်မိကြလားရှင်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်